မကြီးတန်ဤကမ္မဖလလူတွေဟာ အချို့ကလှပြီးအချို့ကရုပ်ဆိုးတယ်အချို့ကချမ်းသာပြီးအချို့မှဆင်းရဲတယ်အိဋ္ဌာယုံ အနိဋ္ဌာယုံရှုပ်ထွေးဆောင်တဲ့လောကဇက်ခုံလူတို့ပုံဟာတပြင်းညီတည်းရှိမနေတာတော့အမှန်ပဲဘာကြောင့်များလှလှပပတွေကြီးဖြစ်မနေရတာလဲဘာကြောင့်များ ချမ်းချမ်းသာသာတွေကြီးရှိမနေရတာလဲ။သူမ၏ဘဝကိုစိတ်ပြက်အားငယ်မိတိုင်း ီရတွေးဒီမေကွန်းတွေရင်ထဲအသေးတဲ့အထိနက်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 တိုးဝင်လာပြီးတနုံနုံခံစားရစမြဲငယ်စဉ်ကသူများတွေနောက်ပြောင်လာတိုင်းအမေကိုငိုရိုရန်တွေးခဲ့ဤကျမကိုဘာလို့ခါကောင်းအောင်မွေးခဲ့တာလဲအမေလှလှပပနေဘာလို့မမွေးပေးခဲ့တာလဲခါကောင်းတာအမေကြောင့်မဟုတ်ပဲသူ့ဘာသာမွေးလာတာပဲဟု ကလေးတဘာဝအတိတော်ရှိခဲ့ပါ၏သူ့ပေမဲ့မွေးထုတ်ခဲ့သောအမေကိုတရခံပြုကရန်ရှာသမှုတွေလုပ်ခဲ့မိပေသည် ထိုခါမျိုးတွင်အမိကရင်ရင်မောမောပြောခဲ့၏ဟဲ့မိန်ကလေးရဲ့တားသမီးတွေအားလုံးအချောကြီးနင်တယောက်တည်းဘယ်ကအဖွားကြီးဝင်စားမှန်းမသိနိဟန်နေကုန်ပြီငါးပိုက်ထဲကထွက်လာတာငါဘာတက်နိုင်မှာလဲရှင်မပိုက်ထဲကထွက်လာတာဟုတ်လို့လားကလေးကိုဘာလို့လိန်တာလဲကျုပ်အမိုက်ပုံကကောက်လာပြီးမွေးစားခဲ့တာမွေးစားသမီးမို့အယုတ်ဆိုးတာပေါ့အမေတလက်အဖေတလက်သူမကိုချစ်စနိုးကြည်စင်နေကြတော့အခါ ရှိုက်ကြီးတငင်ပင်ခြေဆောင်ငိုခဲ့၏အမေကျော်ကိုထူရန်၍အဖေရင်ဘက်ကိုလည်းကုတ်ဆွဲတော့၏အဖေနှင့်အမေထံမှရည်တံများတတော်တော်ညံခဲ့သည်သာဖြစ်၏ဆင်းရဲလိုက်တာဘယ်တော့မှမကျွန်ဘွားကလွတ်မလဲမသိဘူးခေါတကတထေးအိမ်မှာနေရပါလင့်နဲ့တထေးကတော့ဝန်းထဲမဝင်မိတာနှားတယ်လူချင်းသည့်အစဉ်တစားပူဇော်၍မရတိုင်းလဲအမေကိုထင်းကောက်ဆောင်ချိန်မိပြန်သည်ထိုအခါများမှလည်းအမေသည်ရီရီမောမော ဒါလဲနင့်အမားပေါ်မိန်ကလေးရဲ့တထေးကတော်ဝန်းထဲဝင်ခဲ့ရင်တထေးသမီးဖြစ်ပြီးယတနာတွေတီးနေအောင်ဆင်ရမှာပေါ့ခုတော့နင်ကကျွန်မဝန်းထဲဝင်လာတာကို ကျွန်မကမွေးတဲ့တပေါက်မလေးပဲဖြစ်မှာပေါ့ဟဲ့မေဒီရွက်ကြပင်ပေါက်ပေါ်မှာကြာရဘဝတွင်ပျော်မွေးနိုင်ပုံရ၏စကနာထိုးပြီးအမျိုးမျိုးရန်ရှာခဲ့စေကောင်မူအမေမှာတော့ဘာခံစားချက်မှရှိရန်မပြအည်ပင်မပြတ် သူမသာသူမဘဝကိုအလိုမကျဆန္ဒမပြေဝသဖြင့်အမေကိုစိတ်နိုင်ရမည်လားအဖေကိုပဲနာကျင်ရမည်လားစဉ်းစား၍မရ။အိုလေဒီအကြောင်းတွေပြန်ပြောင်းတွေးတော့ပါဘူးဟုဥကောင်းကိုစက္ကနဲ့ရန်ခါပြစ်လိုက်သည်။စိတ်ကျဉ်တဲ့ချင်းစင်းငယ်မြပဲမရှိသောသူမ၏ဘဝအတွက်အစဉ်သဖြင့်စိတ်တက်ကြစွာရှိနေရသည်။ထိုစဉ်မှာပင်ဖွာကြီးအိုခါကုန်းကုန်း ဟုလမ်းပေါ်ကလူနောက်ကလေးတွေမကြားတကြားလောင်ပြောင်လိုက်ပြန်သေးသည်စဉ်းစားဖို့တော့မကောင်းတော့သည့်ဘဝပါပဲသူမမှာမိမသားမှုမှလားခြင်းပဲရှိပါမည်လားအချွေရန်တွေနှင့်ရွှေပုံပေါ်မှာမဆန့်ခြင်းပဲနေပါမည်လားယခုတော့နှုံချလွန်းသည့်ဘဝအဆာဆာနေကြရသည် သူတပားချီဘဝအောက်ကမြည်မှုန့်တထေးအိမ်ကအထင်းတော်ဤသမီးသူမကိုယ်တိုင်လည်းကျွန်စင်းရင်ဝင်အထင်းတော် ဆင်းရဲယုံသားမကယုံမလခါကလည်းကုန်းလိုက်ရသည်။သူမကိုမတိသူခက်ရှားရှား၊တိသူကခမားများပါ။ဥမာတန်တီပပဝတီတို့လို သိချောသိမ့်လှနေလေလူတိများတတ်သည်။ပြင်စပါပြီလို့အကြီးတန်လုံးပြန်နေလေလူတိမရှားရှိတတ်သည်။သူမလည်းထို့အတူပင်တစ်နေ့လုံးထိုင်ကြည့်တော်မှဘဝင်အသေးရင်ထဲကြီးစရာအလှရှာမရ။ခါကုန်းလာသည့်အကြီးတန်မှတို့ကြောင့်မို့လူနှစ်လိုက်အောင် အနတ္တမီတွင်ပြီးခုတ်ဆုပ်တရားဟူ၍ထင်ရှားခဲ့သည်ပဲယင်းနီးသူငယ်သူတွေကတော့သူမ၏အားနည်းချက်ကိုရက်ဆက်ရင်သီးစွာမခေါ်ဘဲဒေါဥဒရာဟူ၍အတိမတ်ပြုကြသည်မို့ဂျေဇုတင်ရပါသေးသည်သူမ၏အသက်အရွယ်ကြီးရင်လာသည့်တိုင်းလဲဒေါဥဒရာဒေါတငယ်မဟူသောအတုံးနှုံးကိုအားလုံးနှုတ်ကြိုးနေကြပေပြီဘယ်သွားမလို့လဲဒေါဥဒရာအရှင်မအတွက်ပန်းသွားဝယ်ဖို့ပါနှုတ်ဆက်လာသူတွေကိုအပြေပေးနေကြစကား ရှင်မအတွေ့နေ့စဉ်နဲ့နေ့တိုင်းပန်းဝယ်ဆက်ရသောတာဝန်ကြောင့်ပန်းတဲ့ဒေါသူမနာအိမ်သူပုံမှန်ရောက်နေ၏။ယခုတော့ဒေါသူမနာအိမ်သူရောက်သည်နှင့် သူမမျက်မှောင်ကျုပ်ကနှစ်ဖူးတွန့်သွားရပါ၏။အိမ်ရှိမှပန်းချင်းများဆိုင်အပြည့်ခင်းထားတတ်မည်ဖြစ်ပါလျက်သူမတွေ့ရတာကတော့ဖြင့်ယခင်နှစ်များနှင့်မတူတမူထူးနေ၏။အိမ်ရှိမှဟာလာဟင်းလင်းရှင်းလို့ပြောင်းလို့အိမ်ထဲမှာတော့အိမ်နီးချင်းတွေစီစီကားကား အမိုက်လဲသူကော်စောခင်းသူပန်းလှပြင်းသူခန်းစည်းအစ်စ်လဲလဲတက်ဆင်နေသူတွေပြာရခက်အလုရှုံနေကြသည်အိမ်နဘေးဝင်းချံတွင်တော့ချက်ပြုတ်နေကြသူတွေချွေတလုံးလုံးဖြင့်သူတို့အားလုံးဤမျက်နာတွေပြုံးပြုံမြူးကြွားနေ၏စံထပြင်းပြစွာအလိုရှိရသည်တို့ပြေဝသဖြင့်ဝမ်းမြဝမ်းသာကျေနပ်ကြည်နူးနေကြသည့်ပုံမျိုးဖြစ်သည်စူးစမ်းသောမျက်လုံးများဖြင့်စိတ်ဝင်တစားငေးမောမိစဉ်မှပင်ဒေါ်သူမနအိမ်ထဲကထွက်လာ၏ တော့ဥဒရာပါလားရောက်နေရကြပြီလားအနာစရာကောင်းလိုက်တာလှမ်းခေါ်လိုက်ရောပေါ့တော့သူမနာကဈေးတည်ပြီးပြီးပြုံးရွှင်ဖို့ရွေစွာစကားဆို၏ခုလေးတွင်ရောက်တာပါ စိုက်ခင်းထားတာမတွေ့ဘူးဒီနေ့ပန်းမရောက်တော့ဘူးလားဘာရီလုံနေကြရလဲသူမ၏အမေးကိုတော့သူမနာခေါင်းရမ်းလိုက်၏ပန်းမရောက်တော့ဘူးတော့ဥဒရာကျမတို့အိမ်မှာဆုံးကတ်လို့မလို့စီစဉ်နေကြတယ်ပန်းတွေအလှပြင်ပြီးပူဇော်မယ်နေ့ သူမမျက်နှာပြတ်သွား၏လာရသည့်ခရီးကနီနီကနေမဟုတ်ဒေါ်သူမနာစီကပန်းမရလို့အခြားသွားရှာဖို့လည်းအချိန်မရတော့လူကလည်းအသက်ကလေးထောက်လာသမို့ဟိုနားထီနာသွားတာလောက်ပင်မောချင်းချင်းနေတိုင်းပန်းဆက်နေကြဒီနေ့မရလျင်အရှင်မမျက်နှာညူတော့မီပန်းမရောက်လို့မဖြစ်ဘူးထင်တယ်ဒေါ်သူမနာရဲ့လေးချက်ဖို့တော့ရောင်းပေးပါနေတိုင်းဝင်နေကြပဲဟာအာရောနာပါရဲ့ပတ်စံဆိုတာနေတိုင်းရှာနေကြပဲ ကုသိုလ်ကအင်မတန်ကန်ဆက်ပြီးတိုက်ဆိုင်လို့ရတာမလူရသေးပဲအူဖျက်ဖျားတော့ဘယ်နည်းနဲ့မှမရောက်နိုင်မှုတော့ဥဒရာသူမစိတ်တက်အကြီးကျယ်ကြသွား၏ရောသူမနာချန်ထွက်ပန်းတွင်နဲတာမှမဟုတ်ပဲဒီနေ့သူမရောက်ချင်လို့တတ်တတ်ကက်နေတာဟုစိတ်ထဲကမြက်ချင်ချင်ပန်းချိုင်လာသည့်အရှင်မမျက်နှာညှိုးမှကိုလည်းမမြင်ချင်ရှင်ကလည်းမရောက်နိုင်ဘူးလို့အပြက်ပြောနေတော့ကျမမှာအခက်တွေ့ပါပေါ်တော့သူမနာရဲ့ ူမအားဒေါ်သူမနတွေ့ကနေတစ်ချက်ဆိုင်ကြည့်ပြီးနောက်ဂယုနာပြုံဖြင့်ခေါင်းငိမ့်လိုက်သည်ဗုဒ္ဓနှင့်တာဝကတွေကိုဆုံးကမဲ့အလှပွဲမှာပန်းပူဇော်မယ်ဆိုပြီးမယောင်းတော့ဘူးလို့စိတ်ကူးထားတာပါဒီနေ့ပွင့်တဲ့ပန်းတွေကတော့ထူးထူးခြားခြားနေတိုင်းထက်ပိုများပါတယ်ဒီလိုလုပ်ပါလားဒေါ်ဥဒရာဗုဒ္ဓကြွလာတဲ့အထီးဆောင်ပြီးရှင်တရားနာလိုက်ပါလားကိစ္စပြီးစီးတဲ့အခါပန်းပူတွေရောင်းပေးမယ်ကျေနပ်ပလားဗုဒ္ဓဆိုသည့်အသံတရားနာလိုက်ပါလားဆိုသည့်စကားကြောင့် ်ဦးကောင်းထိတ်မှခြေဖျားတို့တိုင်တတိမွေးညင်းများတစ်ဖြန်းဖြန်းထွက်သွားပြီးကြောတဲ့အထိစိတ်ဝင်အေးမြသွားရပေသည်တရားနာနေလျင်အရှင်မအဆောင်တို့ပန်းဆက်ဖို့အရောက်နောက်ကြမည်စိတ်ဆိုးနေနဲ့ဆိုးစီတော့မျက်မှန်တော့ရှား၍အပြစ်ဒဏ်ကြနေနဲ့ခံလိုက်ရုံသာရှိတော်သည်ဗုဒ္ဓ၏တရားတော်ကို နာကြားရမည်အခွင့်အရေးကြုံခဲ့ပါပြီချင်းတရားလဲနိုင်ရမည်ပန်းလဲဝင်နိုင်မည်ဆိုလျင်တော့သူမကောင်းတော်တော်ကလေးညိတ်ပြီး ်ဒေါ်သူမနနှင့်အတူအိမ်ထဲသို့ဝင်လိုက်လာခဲ့၏တအိမ်လုံးပန်းမျိုးစုံဝေးနေသည်ပန်းဖူပန်းခိုင်ပန်းခတ်ပန်းအိုးပန်းမျိုးမျိုး၏မှုရင်နှံတို့သည်လည်းတင်းပြန့်ကြိုင်လှိုင်နေနေ၏ရွှေနန်းတော်ကြီးလိုမခမ်းနားမထဲဝါတော်လဲဆင်းရဲသားတို့ဘဝလှလှပပတန်တန်ပြန့်ပြန့်ရှုချင်စပွဲတင့်တယ်လှပါ၏ဗုဒ္ဓမြတ်စွာကြတော်မူလာသောအခါဗုဒ္ဓ၏အစင်းကျက်တည်ရတော်ကိုကြီးညိုလျက်ဂုံတော်၌တဝင်၍နေမိသောကြောင့် မြတ်တောင်ခက်ရန်ပင်မိလျော့နေသည်တာယာကြီးနှင့်ခြုံမြသောအတန်ဖြင့်တရားဟောနေစဉ်တခုတည်းသောဧကကတာစိတ်ဖြင့်နာယူပြီးအလို့ရသည့်တိုင်မှတ်သားထားလိုက်ပါသည်တရားပွဲ အဆုံးမှာသောတာပတ္တိဖြူတီကသူမအရိယာနယ်ဝင်သူတော်စင်ဖြစ်သွားရပါပြီသောတာပန်ဟူသည်မိမိအသက်နှင့်လဲလဲကပြင်စသီလကိုမြဲမြံခိုင်ခန့်စွာဆောင်ထင်းတကြပါ၏တပါးသူတို့အပေါ်၌အပေလားနိုင်သည့်အထီး မနာလိုဝင်လိုစိတ်လည်းမထားတော့ပြီအယူမှားခြင်းမိစ္ဆာဒိဋ္ဌိကိုလည်းတသက်တာအပြတ်ခွာ၏ဖရာတရားတန်ကသီလသမာဓိပညာတိတ်ခါသုံးပါ အတိတ်တန်တရားအနာဂတ်တန်တရားအတိတ်နှင့်အနာဂတ်တန်တရားပရိစ္ဆသမုပ္ပတရားဤရှိပါရု၌ဝိသိကိစ္စယုံမှားတန်တရားရှိခြင်းကိုလည်းအကျွမ်းမဲ့ပယ်ဖြတ်၏ခွေးလိုနွားလိုကျင့်သော တိဋ္ဌိတို့ဤလမ်းစဉ်သီလပတာ ပရာမာတာလည်းမကန့်ညိနိုင်တော့ပြီတရားတော်ကိုတလုံးတစ်ပါးရမကြံမှမှတ်သာသာနာယူခဲ့ရ၏ပန်းကိုလည်းအတပြာရှိချက်ဖို့နှစ်ဆတိုး၍ဝယ်ခဲ့သည်ဒေါ်သူမနတ်အားကြည်စုတင်စကားထက်ကမနာတဖွားဖွားပြောကြမိသည့်အထိစိတ်နှလုံးရွှင်ပြွန်ဝမ်းမြောက်လာတော့သည်အခါစားနောက်ကျသဖြင့်အရှင်မစိတ်ဆူလျင်ပန်းနှစ်ဆတိုးပေးပြီးဗုဒ္ဓ၏တရားတော်ကိုဓမ္မဒါနအဖြစ်တဆင့်ဖြဲ့ဝင်လက်ဆောင်ပေးနိုင်မည် တရားကြေချောင်းတောင်းပန်နေတော့ရနိုင်ကောင်းပါရဲ့အပြန်လန်းတွင်ပီတိလွှမ်းသောမျက်နှာဖြင့်အပြုံပန်းများလှိုင်လှိုင်ပွင့်နေပြီတော့ဤဗုဒ္ဓမြတ်စွာကကံကံရဲ့အကျိုးကိုယုံကြည်လက်ခံရမယ်လို့ဆုံးမညွှန်ပြခဲ့တာပဲလူသားတွေနဲ့လောက တပြင်းညီမရှိမှုကိုဘယ်တဘိုးရှင်ကမှဖန်ဆင်းခဲ့တာမဟုတ်ဘူးတဲ့ကံကပြစ်ချပေးလိုက်တဲ့ကံမမျိုးစီကနေပြီးတရေတီမွေးဖွားလာလို့ကြီးတာဖြစ်ပါတဲ့ ဖတ္တာပစ္စယဝေဒနာဝေဒနာပစ္စယတဏှာတဏှာပစ္စယဥပါဒံဥပါဒါနာပစ္စယဘောဘဝပစ္စယစာတိလို့ပရိစ္ဆသမုပ္ပတ်တန်တရာချက်တ်ပုံမှာဆိုထားတယ်။အာယုံ အတွေ့မှာခံစားခံစားတော့လိုခြင်းလိုခြင်းတော့ဆွဲလန်းဆွဲလန်းတဲ့အတွက်ပြုလုပ်ပြုလုပ်တာကြောင့်ပရိတ္တိနေမှုဖြစ်အဲ့ဒီမှာဘဝဆိုတာကံမဘဝပဲစေတနာပါတဲ့ပြုလုပ်မှုကို ပါဠိလိုကမ္မလို့ခေါ်တယ်။ကမ္မကနေပြီးကံဆိုတဲ့စကားဖြစ်လာတာပဲ။ကံကောင်းခြင်းရင် ကောင်းတာကိုလို့ကောင်းကျိုးခံစားရမယ်။မကောင်းတာလို့တော့မကောင်းကျိုးခံစားရပြီးကံမကောင်းသူဖြစ်လာတယ်။ကံကောင်းမကောင်းဆိုတာမိမိတို့ရဲ့အပြုအမူအပြောအဆိုအကြံအစည်းကောင်းမကောင်းအပေါ်တိုက်ရိုက်မှုတည်တယ်။ဒါကြောင့်လဲဘသူမပြုမမိမှုဆိုတဲ့စကားရှိခဲ့တာပဲ။ပရိစ္ဆာသမုပ္ပတ်အနုလောမနီးနဲ့ ကံဟာဘဝတန်တရာအဆက်ဆက်ရဲ့ဇက်စီယာပါပဲတန်တရာပြက်ချင်ရင်ကံကိုဖယ်ရှားပြရမယ်ကံဖယ်ရှားပြဖို့ကတော့ဉာဏ်ဦးစီးတဲ့ပဋိစ္စသမုပ္ပတ်ပဋိလောမနီးကျင့်သုံးရမှာပဲတဏှာမာနဒိဋ္ဌိဆိုတဲ့ပပင်စာမျက်လုံးနဲ့ဘဝကိုအနုလောမရှုထောင်းကကြည့်ရင်ပုဂ္ဂိုလ်တတဝါလို့မြင်တယ်တဏှာမြက်တဏှာမျက်စိနဲ့ဘဝကိုတတ်မှတ်เสียလို့မြင်တယ်မာနမျက်စိနဲ့မတ်တက်เสียအဖြစ်မြင်တယ် ဒိဋ္ဌိမျက်စိနဲ့ကြတော့ဘဝဟာအားကိုးစရာပေါ့ဒါကြောင့်လူတွေဟာဘဝကိုတတ်မှတ်နေကြတယ်မန်တက်နေကြတယ်အားကိုးနေကြတယ်နိဉာဏ်ဦးစီးတဲ့ပဋိလောမရှုထောင့်ကကြည့်ရင်ဘဝဆိုတာရုပ်နယ်ခန္ဓာအစုဝေးတာဖြစ်တယ်မက်ခင်မျက်စိနဲ့ကြည့်တော့ခဏတိုင်းခဏတိုင်းမှာဖြစ်လိုက်ပြက်လိုက်ရှိနေတဲ့ဖြစ်ပျက်အစင်သာရှိတယ်အဲ့ဒီမတီးမမြဲဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ဘဝဟာတက်မက်စရာလည်းမဟုတ်မန်တက်စရာလည်းမဟုတ် အားကိုးစရာအခိုင်အမာလည်းမရှိပေဘူး။ဒါကြောင့်ဝိဇ္ဇာဆိုတဲ့အမှန်တိုင်းသိမှုကိုအခြေခံပြီးဘဝကိုပဋိလောမရှူထောင်ကညံတဲ့ရှုမြင်သုံးသပ်သွားဖို့အင်မတန်မှအရေးကြီးတာပဲ။ဗုဒ္ဓကိုဖူးတွေး၍ဗုဒ္ဓတရားတော်ကိုနာကျရပြီးသောအခါဝဲကံကောင်းကံဆိုးအကြောင်းအကျိုးဖြစ်ပုံနှင့်လောကကြီးဤတပြင်းညီမရှိမှုအကြောင်းရင်းကိုနားလည်သဘောပေါက်ခဲ့သည်။ဘဝအပေါ်၌ဉာဏ်အမြင်အမှန်ထင်မှုတို့သည်လည်းပြည့်ပြင်းရှင်းလင်းခဲ့ရသည် တရားတည်းဟူသောဓမ္မစီဖြင့်လှုပ်လီလှုပ်လက်လေးတွတ်ရှိခဲ့သောခြင်းလမ်းများသည်ပင်တွက်လက်တကြွလာခဲ့ရပေပြီးလက်ထဲမှကင်ဆောင်လာသောပန်းများနှင့်အတူသူမ၏စိတ်သည်လည်းလန်းဆန်းလှပညှို့ချလျက်